ရိသမားအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ရဲ့မန္တလေးကိုစားပြီးပွဲထိုးနေတဲ့ကရှင်တိုင်းသားကိုခံပညာဆောင်တိုက်ခိုက်ရေးဖိုင်တာကြီးအောင်လအန်ဆန်းဟာပွဲထိုးမှုအတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့စီကိုရောက်ရှိလာခဲ့ဖြစ်ပါတယ်အောင်လအန်ဆန်းကိုသူ့ရဲ့အဖေရဲ့သူ့ရဲ့အရှိဆုံးငယ်ငယ်ချင်းရဲ့ကလာရောက်ကြိုဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အောင်လအန်ဆန်းရဲ့အဖေဆိုရင်လဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာကရှင်ရိုးရာစားအုပ်ဆိုင်ကိုဖွင့်လှစ်ထားပါတယ်ဒီစားအုပ်ဆိုင်ကအစားအသောက်တွေကိုအောင်လအန်ဆန်းနဲ့ အောင်လန်းအန်ဆန်းရဲ့အမေရိကန်မိတ်ဆွေတွေအယမ်းမဲ့သဘောကျတယ်ဆိုတဲ့အကြောင်းလဲအောင်လန်းအန်ဆန်းရဲ့အဖေကထုတ်ဖော်ပြောကြားဥပါတယ်ခင်ဗျဟုတ်ကဲ့အောင်လန်းအန်ဆန်းဟာအခုဆိုရင်သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု one last dance နောက်ဆုံးပွဲစဉ်ကိုထိုးရမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာအောင်လန်းအန်ဆန်းကိုသူ့ရဲ့အရင်းအီးဆုံးတန်ငယ်ချင်းတစ်ယောက်ဖြစ်တဲ့ကိုရီစတန်နဲ့ပွဲတည်ပေးထားတယ်ခင်ဗျဆွီဒင်ဖိုက်တာကြီးကိုရီစတန်ဆိုရင်လဲဝါတာဝိတ်တန်းကနေမစ်တယ်ဝိတ်တန်းဘက်ကိုကူးပြောင်းပြီးတော့ ပထမဆုံးထိုးတဲ့ပွဲမှာသူ့ရဲ့အခင်ဆုံးတငယ်ချင်းတယောက်ဖြစ်တဲ့အောင်လအန်ဆန်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကိုထိုးပေးရဖို့တာဝန်ကျလာတယ်ပေါ့လေအောင်လအန်ဆန်းအတွက်ကြတော့လေသူ့ရဲ့အရင်ဒီဆုံးတငယ်ချင်းကဝါဒဝိတန်းကနေမစ်ဒဝိတန်းကိုကူပြောင်းပြီးတော့ပထမဆုံးတက်ထိုးတဲ့ပွဲကိုသူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်ထိုးပေးရဖို့ဖြစ်သွားခဲ့တယ်ဟုတ်ကဲ့အောင်လအန်ဆန်းကသူဘန်ကောက်မြို့စီကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းကို အခုလိုမျိုး post ရေးသားလွှင့်နေပြီးတော့အသိပေးလာခဲ့ပါတယ်ခင်ဗျကျွန်တော်ဖေးရဲ့အစ်စ်ဆုံးငယ်ငယ်ချင်းရဲ့နဲ့ဘန်ကောက်မှာပွဲထိုးဖို့ရောက်ရှိနေပါပြီမြန်မာပြည်ကနေကြည့်မဲ့သူတွေအတွက်သတိပေးချင်တာတစ်ခုကကျွန်တော်ပွဲကအောက်တိုဘာ၄ရက်စနေနေ့မနက်ပိုင်းမှာထိုးမှာဖြစ်ပါတယ် poster တွေမှာရေးထားတဲ့အောက်တိုဘာ၃ရက်ကအမေရိကန်စံတော်ချိန်မှာကျွန်တော်ကတော့ဒီပွဲအတွက်အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်အားလုံးရဲ့အားပေးမှုကိုလည်းမျှော်လင့်ပါတယ်ဆိုပြီးတော့ online အဆန်းကရေးသားဖော်ပြထားပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာရှိတဲ့အောင်လအန်ဆန်းကိုအားပေးတဲ့အမကန်ပြည်သက်တွေကလည်းထိုင်းနိုင်ငံစီကိုတွားရောက်ပြီးတော့ဒီပွဲကိုအားပေးဖို့ပြင်ဆင်နေပါတယ်။အောင်လအန်ဆန်းနဲ့ကိုရီစတန်တို့ဟာအော်တိုဘားလ၄ရက်နေ့မှာကျင်းပမဲ့1 final 36ပြိုင်ပွဲမှာဒုကောင်ပွဲစဉ်ဖြစ်ထိုးကြမှာဖြစ်ပါတယ်ခင်ဗျ။ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကလည်းအောင်လအန်ဆန်းရဲ့နောက်ဆုံးနှုတ်ဆက်ပွဲကိုတွားရောက်အားပေးဖို့လက်မှတ်တွေအလူရွယ်ဝင်နေပြီလို့သိရှိရပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ